Hello ဒီနေ့မှာထပ်ပြီးတော့အရင်စကောင်းတဲ့ချစ်ဆံဝိလုံးကြီးကိုလာပြီးညွှန်ပေးပါရစေ။ချစ်ဆံဝိကိုဝတ်သားပြားလေးနဲ့ပါစားရမှာဆိုတော့ပုံမှန်ထက်အရင်စကောင်းပါရစေ။ Okay ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။ပထမဆုံးအနေနဲ့ဝတ်သားပြားလို့ကိုဝတ်သားကိုချိန်ဖို့လုပ်ပါမယ်။ဝတ်သားကိုဆက်နဲ့နိုင်တလောက်အသုံးသတိလေးတွေဖြောင်းကြည့်ပေးလိုက်ပါရစေ။အကယ်၍ညီကိုတို့မှချိန်ဆက်မရှိဘူးဆိုလို့ရှိရင်ဆက်နဲ့မချိန်ပါနဲ့စားတာပါဗျ။ချိန်ဆက်မရှိပါကအသားပြားကိုပါနိုင်တလောက်ပေါင်းလီပြီးတော့ ော်လို့ရပါတယ်ကျွန်တော်တို့က blog ရိုက်ဖို့အတွက်အတိတ်အိမ်မှာစိတ်ဆက်သလုံးဝယ်ထားပါတယ်ဒီလို blog တွေရိုက်ဖို့အတွက်ကလည်းလွယ်တဲ့ကိစ္စမဟုတ်ပါဘူးအခြေရငွေရပညာရရင်းရပါတယ်ဒါကြောင့်မို့လို့တငယ်ချင်းတွေအားပေးမှပဲကျွန်တော်တို့အရှိကိုဆက်သွားလို့ရမှာဖြစ်ပါတယ်ဆက်တယ်မှာပဲကျွန်တော်တို့အကောက်ရ follow လုပ်ထားပြီးတော့ကြည့်ရှုပေးပြီးတော့အားပေးပါအောင်လို့ဒီကနေ့ပဲတောင်းဆိုလိုက်ပါတယ်ထပ်ပြီးတော့ကျွန်တော်တို့မျှဝေမှုကိုနှစ်သက်တယ်ဆိုလို့ရှိရင် share လေးတစ်ချက်နှိပ်ပေးပါအောင်လို့စိတ်ပီတာရလာတဲ့ဝတ်တာကိုငရုတ်ကောင်အနေနဲ့ထည့်ပေးလိုက်ပါတယ်ဒါမှပဲမမွေလေးနဲ့ဖြိမိခွိဖြစ်နေမှာဖြစ်ပါတယ်ဆက်ပြီးတော့ဂျင်းနဲ့ငယ်နဲ့စိတ်တုံမှုတော့ ၃၄၅မှော်ကိုကျင်းနေအောင်ထောင်းပစ်လိုက်ပါမယ်။ကျင်းချစ်သွန်ပြူထောင်းထားတဲ့အနှစ်တွေကိုနှစ်ခုစလုံးရောပြီးတော့ပတာတွေကိုအရင်ညှစ်ထည့်ပေးလိုက်မယ်။โอเคချက်ပြီးတော့ပဲငှက်ပြရည်အနောက်အနှဲငယ်အသားမုတ်အနှဲငယ်ချက်ပြီးတော့နန်းနာလေးနယ်ပေးလိုက်မယ်เนาะ

ထပ်ပြီးတော့ကျွန်တော်တို့ကြော်ဖို့အတွက်စီရင်နေငယ်သုံးထားပါတယ်စီနီယာမှာထောပတ်စီအစားထိုးသုံးလဲရပါတယ်ဒီနေရာမှာတတိထားရမှာကမီးကိုဖြည်းဖြည်းလေးနဲ့ပဲကျွန်တော်တို့ကြော်ပေးရပါမယ်တစ်ဖက်ကကျက်သွားပြီဆိုတော့နောက်တစ်ဖက်ကိုနှံပြီးတော့ cheese ပြားလေးကိုအပေါ်ကနေကျွန်တော်တင်ထားပြလိုက်မယ်နော်ဒီတစ်ဖက်ကလည်းကျက်သွားပြီ cheese ပြားလေးကလည်းအပေါ်ကနေပျော်စားပြုလာပြီဆိုတော့ ဆင်ပြေပါပြီ။ပကင်းလေးတွေကိုကျုပ်တော်လုံးထက်ပြီးရင်ကျွန်တော်တို့မှွေပေးလိုက်ပါ။တချို့သူတွေကတော့ကျုပ်ဦးထဲမှာအရာသာတွေထည့်ကြပေမဲ့ကျွန်တော်တို့ကတော့အရာသာဘာမှမထည့်တာပါဘူး။ဘာလို့လဲဆိုတော့ဆန်ဝစ်ကိုဟင်းနေတဲ့ကအရာသာလေးလေးလေးလံပုံစံမျိုးစားရတာမချိုက်လို့။ပကင်းချင်းတော့ကြိုက်ရင်စားနိုင်ငယ်လောက်ထည့်လို့ရပါတယ်။စီအနေငယ်တဲ့စီပူလာပြီဆိုလို့ရှိရင်ကျဥ်ကိုလောင်းတဲ့ပေါင်မုံနှစ်ချက်ကိုထက်တဲ့ပေါင်မုံတွေကိုကျဥ်တွေစိတ်ဝင်လာပြီဆိုလို့ရှိရင်ဒီဘက်ချက်ကိုထက်လှန့်ပြလိုက်မယ်နော် မီးကိုဖြည်းဖြည်းလေးနဲ့ပဲဖွင့်ပြီးတော့အဖုံးကိုခဏလေးအုပ်ထားပေးလိုက်မယ်နော်โอเค2မိနစ်3မိနစ်လောက်ကြာလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီပက်ချံကိုထက်လှမ်းပေးလိုက်မယ်နော်နမနီလောက်ဒေဦးထဲမှာထည့်ကြော်တာပြီးပြီဆိုလို့ရှိရင်ပကံပကံတလုံးလေးတဲ့ကိုထည့်ပြီးတော့လွယ်တဲ့ခရင်ချင်းဒီဆလတ်ရွက်ချစ်ပြားတွေကိုအကုန်လုံးထည့်ပေးလိုက်မယ်နော် โอเคဒီမှာအရန်ရတာရှိတဲ့ဝတ်တာချိစံဝတ်ကိုရလာပါပြီဒီမုတ်လေးကတော့မနက်စာနေ့လယ်စာညစာအချိန်မီစားသုံးလို့ရတဲ့မုံမျိုးစာလည်းဖြစ်ပါတယ်အရန်စားကောင်းတော့မဟုတ်လို့ခင်မိသွားအောင်ဒီခါလေးတော့လှုပ်စားကြည့်ပါကျွန်တော်တို့ရဲ့အကောင့်ကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့哦ဘိုင်ဘိုင်အားလုံးကိုကျေးဇူးတင်ပါတယ်